နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ရန်ကုန်တိုင်းအတွင်းကမြို့နယ်တချို့မှာခိုးဆိုးလူရဲမှုတွေမကြာခဏဖြစ်ပေါ်နေပြီးတော့ဒီကနေ့ဇွန်လ9ရက်နေ့မနက်6နာရီကျော်ကလမ်းမတော်မြို့နယ်ခွန်တလန်းကတိုက်ခန်းတစ်ခုမှာအိမ်အတွင်းကိုဝင်ရောက်လူရဲမှုတစ်ခုဖြစ်ပွားခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။တိုက်ခန်းအတွင်းဝင်ရောက်လူရဲတဲ့အချိန်မှာအော်ဟစ်အကူအညီတောင်းတာကိုလူရဲတဲ့သူကဓားနဲ့ရမ်းခဲ့လို့အလူခံရတဲ့အမျိုးသမီးတယောက်ဘဲလက်နဲ့ညာလက်နှစ်ဖက်စလုံးဓားဒဏ်ရာရရှိသွားတယ်လို့သိရပါဗျ။လမ်းမတော်ခွန်တလန်းမှာနေထိုင်တဲ့အမျိုးသားတယောက်က တရားဥပဒေစိုးမိုးမှုမရှိတော့ပါဘူးပြည်သူတွေရဲ့ဘဝမလုံခြုံတော့ဘူးလမ်းထဲမှာမနှက်အစောကြီးပဲရှိသေးတယ်တိုက်ခန်းတဲ့ကိုဝင်လူတာငွေကျပ်9သိန်းပါသွားတယ်လူကတော့ကံကောင်းလို့မသိဘူးပေါ့အော်ဟစ်ပြီးတော့ဘေးပတ်ဝန်းကျင်ကိုအခုကြီးတောင်းလို့ဝင်လူတဲ့သူကဓာတ်နဲ့တွတ်သွားတာဘယ်ကောင်မှလည်းတိုင်လို့မရဘူး တိုင်လဲအရင်လိုရဲတွေကလိုက်ပြီးတော့ကူညီပေးမှာမဟုတ်ဘူးလို့ပြောပါတယ်။ဒီရပိုင်းထဲမှာခိုးဆိုးလူရမှုတွေဟာနေတိုင်းလိုလိုဖြစ်နေတာလို့ရှင်းပြထားပါတယ်။မြို့ကန်တွေအနေနဲ့ဖြစ်နိုင်ရင်အိမ်တွေတိုက်ခန်းတွေကိုတကားတွေတေးချပိတ်ပြီးတော့အထုယူဆိုင်ကြဖို့တရားဥပဒေစိုးမမှုမရှိတော့သလိုအာဏာသိမ်းစစ်တပ်ကပြည်သူကိုမကာကွယ်နိုင်တော့တဲ့အတွက်အသက်မသေးအောင်ပဲကြံဖန်ပြီးနေကြဖို့အကြံပြုထားပါတယ်။စစ်တပ်အာဏာသိမ်းပြီးတဲ့နောက်မြန်မာနိုင်ငံရဲ့နေရအနှံ့အပြားမှာပြည်သူတွေရဲ့အသက်အိုးအိမ်စီးစိမ်တွေလုံခြုံစိတ်ချမှုမရှိတော့ပဲ နေတိုင်းလိုလိုခိုးဆိုးလူရဲမှုတွေနဲ့ဓမြတိုက်မှုတွေဖြစ်ပေါ်နေတယ်လို့ရန်ကုန်မြို့မှာနေထိုင်တဲ့သူတွေစီကသိရကြောင်းသတင်းရရှိပါတယ်ခင်ဗျာ